ိဗရဲ့ခြေစူတရားကိုဘယ်တော့မှတ်သားကြမလဲမိဘကတို့ပေါ်မှာဘလို့ခြေစူရှိတာလဲကိုဟာလူဘွားရောက်လာတဲ့အခါမိဘကကိုပေါ်မှာခြေစူပြူတာအချင်းချင်းပြောစမ်းမှာဆိုရင်ပြောထက်ဖို့တတိထာမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါတကပောတကဣမတ္တလောကတ္တသတိတာရော မိဘတွေကကိုယ့်ဘောမှာခြေစုပ်ပြုတယ်ဆိုတာတဲ့အပါတကကိုယ်ဆောင်းရှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ဘောမှာဆောင်းရှောက်တာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ဗတ်ဆပြီးတော့ဆောင်းရှောက်လာခဲ့အဲ့လိုဆောင်းရှောက်လာတယ်ပေါ်တကကိုယ်ကျွေးမွေးခဲ့တယ် ိမတလောကတထတိတံောဒီလောကကြီးပြတ်တဲ့လာခွင်ပြုတယ်ဒီခြေစုသုံးအကယ်၍မိဘကလာခွင်မပြုဘူးဆိုရင်လူဖြစ်ကုန်မဖြစ်ဘူးဒီကနေ့ခေကြတော့မလာဖို့တားနေကြတာရှိတယ်လေနော်မိဘကအလားမခံတာတွေရှိတယ်ဆိုတာတတိထားကြည့် လူဖြစ်ဖို့ဘလောက်ခက်လဲဆိုစဉ်းစားကြည့်ကိုကတားတဲ့မိဘရှိရောက်သွားရင်ကိုအတာခံလူကရောက်မှာကိုအတာခံရလို့ကြော်ပြီးတော့ရောင်းလာလို့ရှိရင်တော့အမိုက်ပုံးနဲ့ရောက်သွားတာတွေတောင်ရှိသေးနော်ဒါကြောင့်မို့မိဘရဲ့ခြေစူးတရားကိုဟာလူဘွားကိုအောင်းမြင်းမြင်းရောက်ရှိလာခဲ့ခြင်းဟာ အမ္မတမကျေစုကြည်တယ်လို့စိတ်ထဲမှာမှတ်သားထားတယ်။ကြေပြီးတားခံလိုက်ရရင်ကိုဟာလူဖြစ်ဖို့မရှိတော့။အဲ့တော့လူဖြစ်လာတဲ့ဆိုကြတဲ့မိဘရဲ့ကျေစုတရားကိုမေ့မမေ့ရမှာဖြစ်တယ်။ကျေစုဆိုတာတုံ့ပြန်ပေးဆံရတဲ့အရာကျွေးတင်တာလို့ပဲတုံ့ပြန်ပြီးတော့ပေးဆံမယ်။ မိမိကိုယ်တိုင်ရှာပွေးလာတဲ့ပစ္စည်းတွေနဲ့မိဘကိုကျွေးရမယ်၊မွေးရမယ်၊ဆောင်ရှောက်ရမယ်ကိုယ်အနေနဲ့တာဝန်ယူရမယ်